မင်္ဂလာပါရှင်ရှင်ကောင်ကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့အိန္ဒိယနိုင်ငံပရဒေတီတန်ခါနိုင်ကအဖွဲ့ဥက္ကဋ္ဌဆရာတော်ဒေါက်တာဘတ်တန်နာညနေတရာပေါ်ဝါနဲ့တန်ပြောင်းလဲတော်မူတဲ့သတင်းဖြစ်ပါတယ်အိန္ဒိယနိုင်ငံ UP ပြည်နယ်ကုသနာယုံမြို့ကုသနာယုံမြန်မာကျောင်းတိုက်ဦးစီးပဌာနာနိုင်က အိန္ဒိယနိုင်ငံပရဒီသည်တန်ခါနိုင်ကအဖွဲ့ဥက္ကဋ္ဌဆရာတော်ဒေါက်တာဘတ်တန်နာညာနေတရသက်တော်89နှစ်သိခါတော်69ဝါရှိမဟာထေသည်1389ခုနှစ်တစာမုံလာဇန်17ရက်2025ခုနှစ်အောက်တိုဘာ31ရက်တောက်ကြနေ့အိန္ဒိယစံတော်ချိန်နက်နက်၄နာရီမိနစ်50တွင်ယူပီပြည်နယ်မြို့တော်လက်နောင်ရှိမက်တန်ဒါစေယုံကြီးတွင်ဘဝနဲ့ထိုင်ပြောင်းလဲတော်မူကြောင်းသာသနာတော်ထောက်ကားပြောင်းဝါးဥစည်းဌာနမှသိရပါသည်ဆရာတော်သည်အစိုးရပထမပြန်စာမှုဝဲတွင်ပထမငယ် ်ပထမလက်ပထမကြီးတန်းတို့ကိုအောင်မြင်ခဲ့ပြီး BA သမိုင်းဘွယ်ကို1983ခုနှစ် MA သမိုင်းဘွယ်ကို1985ခုနှစ် MA ပါဠိဘွယ်ကို1989ခုနှစ် LLB ဘွယ်ကို1983ခုနှစ် PhD အိန္ဒိယဘွယ်ကို1986ခုနှစ်တွင်အောင်မြင်တော်မူခဲ့ကြောင်းသိရပါသည်။ဆရာတော်သည်အိန္ဒိယနိုင်ငံကုသနာယုံမြမကျောင်းတိုက်တွင်စာသင်သားယဟန်တာမဏိတို့အားနေဝညာဝပရိယတိစာပေများကိုသင်ကြားပို့ချတော်မူခဲ့ကြောင်းသိရှိရပါသည်ရှင်။ Thank you.